အလုံးမင်္ဂလာပါရှင်။ကျွန်မဆွေးနွေးပြနေတဲ့အကြောင်းအရာလေးဟာ strengthening resilient ပေါ့နော်။ဒီကကလေးတွေကိုကြင်ကြင်ခံနိုင်မှုစွမ်းရည်တွေဖွံ့ဖြိုးတိုးတက်လာအောင်ခိုင်မာလာအောင်အဲဆောင်ရွက်ပေးရမယ်ပေါ့နော်။နီလန်းလေးတွေကြောင့်ကိုကျွန်မဆွေးနွေးပြနေခြင်းဖြစ်ပါတယ်ရှင်။ဒါကြောင့်ကျွန်တော်တို့လူတွေအားလုံးပေါ့နော်။ကျွန်တော်တို့ပါဝင်ကလေးတွေဟော very resilient ကျန်ကျန်ခံနိုင်မှုစွမ်းရည်တွေဟာဖွံ့ဖြိုးနေဖို့လိုအပ်တယ်။ဒါကြောင့်ဖွံ့ဖြိုးလာအောင်ငယ်စဉ်ကလေးကနေပြီးတော့ pre school level ကလေးကနေပြီးတော့ လေ့ကျင့်ပေးခဲ့ကြရမယ်အဲမွေးစားကလေးကလေ့ကျင့်ပေးတာပို့ပြီးတော့ကောင်းပါတယ်ပို့ပြီးတော့မွေးစားကလေးရကိုပဲသူတို့နဲ့လျော်ညီတယ်သူတို့နဲ့နိုင်နေမဲ့သူတို့အတွက်လိုအပ်မဲ့သူတို့ရရှိနိုင်မဲ့အကြောင်းအရာလေးတွေကိုလေ့ကျင့်ပေးသွားကြရမယ်အဲ့လိုမျိုးလေ့ကျင့်ပေးရင်လည်းမှာပေါ့နော်ကျမတို့တွေ့ကြုံလာတဲ့အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်ကြမှာလည်းဖြစ်ပါလေရှင်ဒါကြောင့်ကျမဆွေးနွေးပေးသွားရမယ့်နေ့တော့ဆိုရင်ကျမတို့ skill တွေက social creator တွေဖြစ်တဲ့မွေးကလေးရသူတို့တွေ ဆက်သွယ်နိုင်ကြပြီအဲ့လိုဆက်သွယ်နိုင်ပြီဆိုကြတဲ့သူတို့ကိုကျွန်တော်တို့ကြက်ကြန့်ခံနိုင်တဲ့စိုင်းရည်ဖွင့်ပြအောင်လေ့ကျင့်ပေးကြရပါမယ်။ဒါကြောင့်ကလေးတွေကိုကလေးတွေဟာတဲ့မွေးစားပဲမွေးစားကြတဲ့လူတွေနဲ့အဲပေါ့နော်ဒီဆက်သွယ်ပြီးတော့ပေါ့နော်သူတို့လိုက်လျောညီတွေ့ပေါ့နေတတ်တယ်နေထိုင်တတ်တယ်အစင်းသင်းဖြစ်အောင်နေတတ်ကြပြီတဲ့အဲပေါ့နော်အဲ့အလေးတွေဆိုရင်ရှေ့မှာတော့ ကျမဆွေးနွေးရကြတယ်ဆိုကလေးအမေရနိုးဆိုးတဲ့နိုးတိုက်တဲ့အခါမှာအမေအညီလေးကိုဆွဲထားတယ်လက်ကလေးကိုကင်ထားတယ်အဲချော့မြူတဲ့အခါမှာလည်းချော့မြူတဲ့သူရဲ့အဲချော့မြူတဲ့ပုံစံပေါ်မှာမူတည်ပြီးတော့ပေါ့နော်သူတို့တွေလည်းရောညီထွေးနေကြတယ်ပေါ့နော်ဒါမျိုးလေးတွေအစင်းသင်းဖြစ်အောင်သူတို့ရဲ့ ဟုတ်ပါတော့သူတို့ရဲ့သူတို့လက်ခံနိုင်တဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့သူတို့နေထိုင်ကြရဲပြုမူကြရဲပေါ့ဒါကြောင့်ကလေးတွေကလူတွေနဲ့အစင်းသင့်ဖြစ်အောင်နေထိုင်တတ်ကြပြီအဲ့လိုပဲအမေလက်ပေါ်မှာပဲသူတို့တွေအဲနေတယ်လို့မျိုးပဲအဖေလက်ပေါ်မှာကြာလေသူတို့တွေဒါဟိုလိုက်လျောညီတွေဖြစ်အောင်နေတတ်တယ်အဲ့လိုပဲကဲကေပါတွေနဲ့ထားတဲ့အခါမှာလည်းပဲပြုစုစောင့်ရှောက်တဲ့သူတွေကခေါ်သွားတဲ့အခါမှာလည်းပဲသူတို့တွေလက်ခံပြီးတော့ပေါ့နော်ဒါဟိုသူတို့ရဲ့ဟို အတွေးလေးတွေအပြုအမူလေးတွေဆောင်ရွက်ပုံလေးတွေဟာဒီပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့ပေါ့နော်အစဉ်သင့်ဖြစ်အောင်နေတတ်တဲ့ပုံစံလေးတွေကိုပြသနေတာကိုတတိထားကြည့်မယ်ဆိုလို့ရှိရင်အဲတွေ့ရှိကြရမှာဖြစ်ပါတယ်အဲ့တော့မိဘတွေကပို့ပြီးတော့ဒီကလေးတွေရဲ့အကြောင်းကိုပို့ပြီးတော့သိရှိလာမှာလည်းဖြစ်တယ်အဲ့တော့じゃတော့သိရှိလာပြီဆိုရင်သူတို့တွေဟာ ဒီလိုမျိုးပေါ့နော်လူမှုပေါင်းတင်ဆက်ဆံနေထိုင်နိုင်တဲ့လူသားတွေဖြစ်တယ်ဆိုတာကိုလက်ခံကြရမယ်လက်ခံနိုင်ရမယ်ကလေးတွေကလူမှုပေါင်းတင်ဆက်ဆံပြီးတော့နေထိုင်နိုင်တဲ့လူသားတွေဖြစ်တယ်အဲ့လိုမျိုးနေထိုင်နိုင်တာကျွန်တော်တို့မွေးဖွားလာကြတဲ့ကောင်ကိုပါဝင်လာတာလည်းဖြစ်တယ်အဲ့ဒါဆိုရင်တို့မှာပြန်လည်ဆက်သွယ်လူကြတဲ့စိတ်ထားလေးတွေရှိမယ်အခြားသူတွေထံကနေတင်ယူလာတဲ့တင်ယူလို့တဲ့အဲအတွေးလေးတွေရှိမယ်အဲအဲ့လိုဆိုရင်တို့တွေကို အပြန်အလှန်ဆက်သွယ်လူကြရတဲ့ဆိုရင်ဆက်သွယ်မှုတွေများများဆောင်ရွက်ပေးရမယ်သူတို့များများချုံယူပေးမယ်အဲသူတို့ကိုအမြဲတမ်းပေါ့နော်ကြောက်ချက်ကလေးတွေနဲ့ပုံမြင်လေးတွေပြောပြခြင်းပေါ့အစားကလေးတွေဖျက်ပြခြင်းကြပြလေးတွေရွတ်ဆိုခြင်းနဲ့ဓာမျိုးလေးတွေနဲ့ကျွန်တော်တို့လူကြီးမိပါတွေအုပ်ထင်းသူတွေကနေသူတို့ကိုအပြန်အလှန်ဆက်သွယ်မှုတွေတူတက်အောင်လေ့ကျင့်ပေးရမယ်မွေးကလေးကမွေးလာကလေးကကိုပဲသူတို့မှာအပြန်အလှန်ဆက်သွယ်လူကြတဲ့အဲအကြီးရှင်းလေးအကြီးသွေးလေးတွေကပါလာတာလည်းဖြစ်တယ်ပါလာတဲ့အကြီးသွေးလေးတွေကိုကျွန်တော်တို့အုပ်ထင်းသူ တွေလူကြီးမိသားစုအသုံးပြုပြီးတော့ဖွင့်ဖြိုးအောင်လေ့ကျင့်ပေးကြရမှာ ဖြစ်ပါတယ်။အဲကျွန်တော်တို့စေ့မှလည်းဆွေးနွေးခဲ့တယ်။အသုံးပြုရင်သူမပြုရင်အဲဆုံးသွားတယ်။ကျွန်တော်တို့ရဲ့ဒီ connection တွေ brain connection တွေကသုံးနေမှသာဆက်ဆက်ပြီးတော့ချိတ်ဆက်ပြီးတော့ဖွင့်ဖြိုးလာတာအသုံးမပြုတော့ဘူးဆိုရင် ဒါတွေကဆုံးရှုံးသွားမှာပါဒီဆဲတွေကပေါ့နော်အဲ့လိုပဲကျမတို့ဓာသွားလို့ဓာတက်လက်လို့ပဲပေါ့ဓာတက်လက်ကိုအသုံးပြုလို့ရှိရင်အသုံးပြုပါများနေဓာကပို့ပြီးတော့ထက်လာသလိုပဲသုံးမပြုတော့ဘူးဆိုတန်ကြီးတက်ပြီးတော့သုံးမဝင်တော့ပဲနေပေါ့နော်ပြစ်လဲရတဲ့ပုံစံမျိုးဖြစ်သွားတာပါဒါကျမနမူနာပေးခြင်းလည်းဖြစ်ပါတယ်အဲ့လိုကြတော့ကျမတို့ရဲ့ကလေးတွေကမွေးစကလေးကနေပြီးတော့သူတို့တွေကအပြန်အလှန်ဆက်သွယ်လူကြပြီသူတို့ရဲ့အပြန်အလှန်ဆက်သွယ်လူကြတဲ့ အဲအခြေခံပါလာတဲ့အရည်အသွေးတွေကိုများများလေးဆက်သွယ်ဆောင်ရွက်မှုတွေဆောင်ရွက်ပေးရမယ်။များများချုံမြူပေးမယ်။များများစကားတွေပြောပေးမယ်ပေါ့။စသည်ဖြင့်ပေါ့အများကြီးပဲလှုပ်ရှားရရပေါ့နော်။ဒါမျိုးတွေလှုပ်ဆောင်ပေးရတယ်။တခြားသူတွေထံကလည်းတို့သင်ယူလိုချားတယ်ရဲ့။ဒါမွေးကလေးကပါလာတာ။ဒါဆိုရင်သင်ယူမှုတွေခွင်လန်းနေကျမတို့လှုပ်ဆောင်ပေးကြရမယ်။အဲ့လိုလှုပ်ဆောင်ရင်းထဲမှာကျမတို့ကလေးတွေကြက်ကြက်ခံနိုင်တဲ့စွမ်းရည်တွေကလည်းပြပြလာမှာဖြစ်တယ်။ အဲအဲ့တော့ပေါ့နော်ကလေးတွေကိုတဲ့မွေးစားကပဲသူတို့တွေရဲ့လူတွေရဲ့အတန်နေအဲမျက်နာတွေမျက်လုံးတွေအဲပေါ့နော်အဲသူတို့တိနေပြီသူတို့ကိုနှစ်သက်တာနှစ်မသက်တာအဲဒါမျိုးတွေပေါ့နော်သူတို့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတာအဲဒီလူဟာသူ့ရဲ့လိုအပ်ချက်ကိုဘယ်လိုဖြည့်ဆည်းပေးတာအမေရဲ့ကလေးရဲ့အပေါ်ကိုအမေရဲ့ ဖြည့်စည်းပေးပုံနဲ့အဖေရဲ့ဖြည့်စည်းပေးပုံဘိုးဘိုးဘွားဘွားတွေရဲ့ဖြည့်စည်းပေးပုံဒါမျိုးတွေမတူညီကြဘူးဒါမျိုးတွေကိုသူတို့တွေနားလည်နေကြပြီနောက်တစ်ခါသူတို့တွေကလူတွေနဲ့လည်းထိတွေ့ဆက်ဆံလူကြပြီတဲ့ဒီငယ်သူမွေးစားကလေးอ่ะပေါ့เนาะအဲသူတယောက်တည်းဆိုမနေချင်ဘူးလေကဲနားမှာတကူအုတ်ထင်းသူလူချင်းမိပါရှိနေမှာအဲဒါမျိုးသူတို့နှစ်သက်ကြတယ်အဲလူတွေနဲ့ထိတွေ့ဆက်ဆံလူကြတယ်နောက်တစ်ခါလိုအပ်ချက်တွေကိုလည်းချက်ပြတယ်ကလေးဆိုတော့ကြတော့မွေးစားကလေးကတော့သူတို့ အဲအတန်နဲ့ပေါ့နော်အတန်နဲ့ငိုပြတယ် အဲရည်ပြရတယ်ဒါမျိုးတွေနဲ့ပေါ့နော်သူတို့ရဲ့လိုအပ်ချက်တွေကိုအချက်ပြရတယ်အဲသူစာနေတဲ့အချိန်မှာငိုကလေးကမွေးလာမွေးစားကလေးကတော့ငိုပြမှာငိုပြီးလို့သူ့ကိုစူစာနေတာလေးကိုနှိုးချိုတိုက်ကြွေးလိုက်လို့ရှိရင်သူတိတ်သွားမယ်ပေါ့နော်အတန်လေးတိတ်သွားမယ်အဲ့တော့ဟိုသူတို့တွေကပေါ့နော်ဟိုမွေးစားကလေးတွေမွေးစားကလေးရဟိုပဲလူတွေရဲ့အတန်တွေမျက်နာတွေမျက်လုံးတွေကိုတိနေပြီးအဲနောက်တစ်ခါလူတွေတွေလည်းထိတွေ့ဆက်ဆံလို့နေပြီးသူတို့ရဲ့လိုအပ်ချက်တွေကိုလည်းအချက်ပြတတ်နေပြီးသူတို့ ကိုပြုစုပြောထောင်တုံ့ပြန်မှုတွေကိုလည်းသိနေပြီတဲ့ခုနလူပေါ့နော်အမေရဲ့တုံ့ပြန်မှုအဖေရဲ့တုံ့ပြန်မှုအဖိုးအဖွားရဲ့တုံ့ပြန်မှုတွေမတူညီကြဘူးဆိုတာကိုလည်းသူတို့တွေအဲသိနေကြပြီဒါဆိုလို့ရှိရင်ဒီလူကိုပဲသူတို့မှာဆက်သွယ်နိုင်တဲ့အသည့်တွေမူလအခြေခံမွေးကလေးအကိုပါလာပြီဆိုရင်ဒီပါလာတဲ့အခြေခံတွေကိုကျွန်တော်တို့တွေကနေပြီးတော့ ဒါပို့ပြီးတော့ဖွံ့ဖြိုးလာအောင် လေ့ကျင့်ပေးကြရမယ်သူတွေလည်းဖြစ်တယ်အဲ့တော့လေ့ကျင့်ပေးဖို့လည်းလိုအပ်တာလည်းဖြစ်ပါတယ်အဲ့လိုလေ့ကျင့်ရင်းနဲ့မှာเนาะကျွန်တော်တို့ရဲ့ကလေးတွေဟာခုနလိုမျိုးပေါ့เนาะ resilience ဆိုတဲ့တကယ့်ကိုဘဝမှာမရှိမဖြစ်လိုအပ်တဲ့ကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်တွေလည်းဖွံ့ဖြိုးလာစေမှာလည်းဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်အဲဒါလေးကိုဆွေးနွေးရင်းနဲ့ပေါ့เนาะဒါဟာသူကကြတော့ ကဲအခြေအနေနဲ့ပေါ့နော်လိုက်လိုက်လျောညီတွေပြုမှုနေထိုင်တာလေးပါဒီမှာဆိုရင်ဖခင်ကမြူနေတဲ့ပုံမှာသူပြုမှုနေတဲ့ပုံလေးတွေသူ့စိတ်ထဲမှာအကျဉ်းကျက်တယ်ပေါ့နော် အခြေအနေကကျင့်ကြက်တယ်ဆိုလို့ရှိရင်ကျင့်ကြက်တယ်လို့ပဲပေါ့နော်သူ့ရဲ့ဟိုအဟံအမူအရာလေးပေါ့သူကစကားမပြောတတ်တော့မျက်နာအမူအရာလေးနဲ့ပေါ့နော်ပြရတာဆိုတော့သူဒါဆိုရင်သူ့မျက်နာလေးကိုကြည့်လိုက်ရင်သူနေရထိုင်ရတာကျင့်ကြက်နေပြီသူတခုခုကိုလိုမကြတာဖြစ်နေပြီပေါ့နော်ဒါမျိုးတွေနဲ့အဲပြောတယ်ကိုအမူအရာနဲ့ပြတ်တတ်လာပြီအဲနောက်တစ်ခုဒီမှာဆိုရင်လက်ကလေးထဲမှာနေတဲ့အခါမှာနေရတဲ့သူ့ရဲ့နေထိုင်ပုံစံလေးနဲ့ဤကဒီပေါ့နော်သူ့ကိုပိုးတဲ့ တော့ရှေ့ပိုးတဲ့ဟိုဟာလေးကြောပိုးလေးထဲမှာခြေပိုးလို့ရှေ့ထဲမှာရင်ငွေထဲမှာထည့်ထားတဲ့ပုံစံလေးမှာသူနေရတဲ့ပုံစံလေးတွေမိခင်ရဲ့လက်ထဲမှာနေရပုံစံလေးတခုနဲ့တခုကမတူညီကြဘူးဒါကဘာလို့လဲဆိုကလေးကသူ့ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့လိုက်လျောညီထွေပေါ့နော်ပြုလုပ်တတ်ကြတယ်ဆိုတဲ့အမူအရာလေးတွေကိုဖော်ပြနေခြင်းဖြစ်တယ် ်အဲဒါမျိုးလေးတွေကလည်းကျွားရဲ့ပတ်ဝန်းကျင်မှာရောရှိနေကြတာပေါ့နော်အဲ့တော့ကြတော့ကလေးတွေကမွေးလာကြတဲ့အကိုပဲသူတို့ကအခြေအနေနဲ့လိုင်လျောညီတွေအဲပြုမှုနေထိုင်တဲ့ဟိုပေါ့နော်သူတို့မှာအမူအကျင့်လေးတွေရှိကြတယ်ဒါဆိုရင်နိုးစုကလေးကပြသနေတဲ့အချက်တွေပေါ့နော်ဒီနိုးစုကလေးတွေကပြသနေတဲ့အချက်တွေကိုမိဘတွေနဲ့အခြားပြုစုဆောင်ရှောက်တဲ့သူတွေကဘလို့တုံ့ပြန်မှုပြုတယ်ဆိုတာကိုဖော်ပြနေခြင်းလည်းဖြစ်တယ် အဲကြောင်ဒီလိုမျိုးပေါ့နော်နိုးစုတ်ကလေးအရွယ်ကလေးကနေပြီးတော့ပြသနေတဲ့အချက်တွေကိုတခြားဒီမိဘတွေနဲ့ပြုစုစားရှောက်တဲ့သူတွေကနေပြီးတော့တုံ့ပြန်မှုတွေဆောင်ရွက်ပေးရမယ်။သူ့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးကြရမယ်။ဒါကြောင့်ဒါလိုမျိုးတွေဖြည့်ဆည်းပေးမှုတွေသူတို့ကလက်ခံယူနိုင်မှုအတွက်တုံ့ပြန်မှုတွေကိုပြုလုပ်ကြတယ်။ဒါမွေးစားကလေးကနိုးစုတ်အရွယ်ကလေးကလေးတွေအဝယ်ခုလိုမျိုးတုံ့ပြန်မှုတွေကိုဆောင်ရွက်ကြတယ်ဆိုတာလေးတွေကိုဆွေးနွေးပေးရခြင်းလည်းဖြစ်ပါလိမ့်ရှင်။ အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ရဲ့ကလေးတွေကိုချစ်ချင်းမြတ်တာမရှိလို့ရှိရင်လူတွေကအသက်မရှင်သန်နိုင်ဘူးဒါဆိုရင်ကလေးတွေမှာဒီချစ်ချင်းမြတ်တာအပြင်ပေါ့နော်ဘာလို့လိုအောင်မလို့ဆိုရင်အဲယင်းဤတွေ့တာခြင်းဆိုတာလိုအပ်တယ်ဒီယင်းဤတွေ့တာခြင်းဆိုတာရှိနေမှသာ resilience ဆိုတဲ့ကျန်ကျန်ခံတဲ့ဆွေကြီးတွေဟာဖွံ့ဖြိုးလာစေမှလည်းဖြစ်ပါတယ်ရှင်။အဲ့တော့ကလေးနဲ့မိဘ ပေါ့နော်ဒါနောက်တခြားပြုစုဆောင်ရှောက်တဲ့သူတွေရဲ့အကြာမှာယင်းဒီကျွမ်းဝင်နဲ့စိတ်လှုပ်ရှားမှုဆိုင်ရာ တွေ့တာချင်းနေနှောင်ကြိုးတွေကိုဖြစ်စေတယ် မိဘနဲ့ဒါယင်းကြီးကျွမ်းဝင်တဲ့အဲစိတ်လှုပ်ရှားမှုဆိုင်ရာတွေ့တာချင်းနေနှောင်ကြိုးတွေဖြစ်ပေါ်စေတဲ့ကလေးကသူ့မိခင်ကသူ့ကိုနိုးတိုက်တာဖြစ်တဲ့အတွက်မိခင်လာလို့ရှိရင်လေကျမတို့စိတ်လှုပ်ရှားတဲ့အနေနဲ့လေလက်ကလေးတွေကအဲဟိုထောင်ဒီထောင်ခြေထောက်ကလေးတွေကဘောပေါပေါပေါနဲ့လှုပ်ရှားပြီးတော့လေမိခင်လာတာကိုသူဝမ်းသာစွာနဲ့ကြိုဆိုတယ်သူစိတ်လှုပ်ရှားတာလေးကိုသူပြတာနိုင်တဲ့အခြေအနေဖြစ်တဲ့ကိုဟန်အမှုရာလေးနဲ့သူပြတာပေါ့နော်အဲဒါဟာသူမိခင်ပေါ်မှာ သူ့ဘုံနှိုးချိုတိုက်ကျွေးတဲ့မိခင်ပေါ်ကိုတွေ့တာတယ်နှောင်ကျိုးဖြစ်တယ်နှောင်ကျိုးသူ့ဘလို့တွေ့တာတယ်ဆိုတာကိုသူပြသခြင်းလည်းဖြစ်တယ်ဒါကြောင့်ဟိုပေါ့နော်ယင်းဒီတွေ့တာချင်းဟာတဲ့ချစ်ချင်းမေတ္တာရဲ့နောက်ထပ်စကလုံးလည်းဖြစ်ပါတယ်လူသားတွေကချစ်ချင်းမေတ္တာမရှိလို့ရှိရင်ရှင်သန်နိုင်မှုခရင်နဲ့ အဲ့လိုပဲကျမတို့ယင်းဤတွေ့တာချင်းနေလေလိုအပ်တယ်ဒီလိုမျိုးယင်းဤတွေ့တာချင်းဟာချစ်ချင်းမြတ်တာရဲ့နောက်ထပ်စကလုံးတစ်ခုပေါ့နော်ဒါကြောင့်ယင်းဤတွေ့တာဖို့လိုအပ်တယ်ယင်းဤတွေ့တာမှုတွေများများဖြစ်ပေါ်လာကလေးတွေကိုကျမတို့တွေညံများချောမြူပေးရမယ်များများထိတွေ့ဆက်ဆံပေးရမယ်သူတို့တွေကိုစာအုပ်တွေဖတ်ပြခြင်းတွေကြံရည်ရွတ်ဆိုပြခြင်းတွေကလေးတွေနဲ့ပေါ့ကလေးနဲ့ပေါ့နော်အဆက်အသွယ်များများလုပ်ပေးရမယ် အဆက်အသွယ်များများလှုပ်ပေးမှသူတို့တွေဟာအဲဒီကပြုစုဆောင်ရှောက်တဲ့သူမိဘတွေအပေါ်မှာရင်းနှီးတွေ့တာမှုဆိုတဲ့နှောင်ချိုးတွေနဲ့ပေါ့နော်ရစ်ပတ်နဲ့ရစ်ပတ်ဖွဲ့နှောင်ထားပြီးတော့အဲ့လိုမျိုးရစ်ပတ်ဖွဲ့နှောင်ရင်းနေပဲကျောင်းတို့ရဲ့ကလေးတွေဟာဒီလိုမျိုး သူတို့တွေကိုရင်းနှီးတွေ့တာမှုတွေများများလှုပ်ဆောင်ပေးခြင်းနဲ့သူတို့ရဲ့ resilience ဆိုရဲ့ ီကြက်ကြန့်ခံနိုင်မှုဆွဲရည်တွေကလည်းဖွံ့ဖြိုးလာတိုးတက်လာမယ်ခိုင်မာလာမယ်အားကောင်းလာစေမှာလည်းဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ရဲ့ကလေးတွေမှာယင်းဤတွေ့တာမှုဟာရည်ကြီးတယ်ဒါကြောင့်ယင်းဤတွေ့တာမှု များများရရှိအောင်အဲလေ့ကျင့်ပေးကြရမယ်ဆောင်ရွက်ပေးကြရမယ်ဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့ယင်းဤဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယင်းဤဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်